င်အား7.7ရဲ့မန္တလေးနားဖြစ်တဲ့မန္တလေးနားဘောနဘဟုချက်ကတော့အင်အားလည်းများတယ်ဘဟုချက်နဲ့တိမ်နေတဲ့ကြောင့်လို့တော့နောက်ဆက်တွဲနေနေငလီငယ်လေးလာလိုက်ပါခင်အင်အားလည်းပြင်းထန်လာရဲ့ပေါ့နော်ကျွန်တော်တို့ဒီဘဟုချက်နဲ့လည်းတိမ်နာဖြစ်တဲ့အတွက်ကြောင့်လို့ဒီငလီနဲ့ပတ်သက်လို့ရှိရင်တော့မြန်မာနိုင်ငံနေရာနဲ့နေရာအတော်များများမှာပေါ့နော်ဒါကိုသတိပြုမိကြပါရခင်ဗျာကျွန်တော်တို့ဒီစကိုင်းကျွေးကတော့အင်အားပြင်းငလီကြီးလှုပ်ခတ်ခဲ့တဲ့သမိုင်းထောက်ထားတွေလည်း ရှိခဲ့တယ်ပေါ့နော်ဒီသတိပြည့်ပြည့်တခြားငလောက်ခဲ့တဲ့ငလင်းနေရာဆိုလို့ရှိရင်လည်းအင်အားချင်းထန်ပြီးတော့ပိုချက်နဲ့ကလည်းတိတ်နေအတွက်ကြောင့်လို့ပြည်စီဆုံးရှုံးမှုရှိတယ်ဆိုတဲ့ဟာလေသမိုင်းထောက်ထားတွေရတီးရပြီးတော့အာကျွန်တော်တို့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအလင်းနဲ့ပတ်သက်လို့ရှိရင်ဒီစကိုင်းပြည့်ရသတိပြုသတိပြုရတယ်ပေါ့နော်မကြခဏအတိပညာပေးပြောကြမှုတွေလည်းပြုလုပ်ထားတာမျိုးရှိတယ်အဲဒါကြောင့်မလို့ပေါ့နော်စကိုင်းပြည့်တခြားနေထိုင်တဲ့ဒီဒီသူတွေအနေနဲ့ကတော့ငလင်းနဲ့ပတ်သက်ပြီးတော့ ဟိုနော်ဆောင်ရံဆောင်ရံမျိုးသိရှိနားလည်ပြီးတော့ငလင်းနဲ့ပတ်သက်ပြီးကြိုတင်နေစဉ်မှုတွေဆောင်ရွက်ထားမယ်ဆိုရင်တော့ပုံမပြောထားမှုမှာလေခင်ဗျာဒီအရှိန်ဟိုနော်နှုတ်ထားတဲ့ဒီငလင်းကြီးကြောင့်ဟိုနော်အခုဟိုကိုနေထိုင်တဲ့နေရာဝင်းချင်းရဲ့ကြံ့ခိုင်မှုစစ်ဆေးပြီးတော့ဟာဟိုနော်ဟိုဒီဒီငလင်းလေးလုံးကြောင့်ဦးနဲ့ပတ်သက်ပြီးတော့အော်ပြင်ဆင်ထားမယ်ဆိုပို့ပြီးကောင်းမှုမှာလေဟိုဟိုကသူ့လောက်အင်အားမပြင်းတော့လဲပေါ့နော်သူ့ထက်နေတဲ့ ပေါ့ဒီသူအင်အားဒီပထမအရှိမလောက်တာ7.7ဖြစ်တဲ့အတွက်အဲ့ဒီထဲနေတဲ့အင်အားအဲ့ဒီငလင်းလေးလှုပ်တိုင်းနဲ့လာလာမျိုးရှိတယ်။နောက်ကျွန်တော်တို့ဒီနောက်ဆက်တွဲမှာဆိုလို့ရှိရင်7.5ဒီရှိတာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ဒီပေါ့နော်ကျွန်တော်တို့1900 ဒီ2012ပေါ့2012တပိတ်ချင်းငလင်းဖြစ်စင်မှာကြည့်မယ်ဆိုလို့ရှိရင်လေဒီနောက်ဆက်တဲ့ငလင်းနေနေနဲ့ပေါ့နောက်ဆက်တိုက်လာမျိုးလေးရှိတယ်အဲဒါကြောင့်မို့နောက်ဆက်တဲ့ငလင်းနေနေဆိုလို့ရှိရင်တော့အင်အားပြင်းထန်တဲ့ငလင်းတစ်ခုလောက်ခတ်ပြီးတော့သူ့ရဲ့ပိုချက်နဲ့ကလည်းတိမ့်မယ်ဆိုလို့ရှိရင်တော့ဒီနောက်ဆက်တဲ့ငလင်းငယ်လှုပ်နိုင်တဲ့အလားလာပေါ့နော်သူ့ရဲ့အလားလာများတဲ့အတွက်ကြောင့်မလို့ပေါ့ဘယ်နေ့ဘယ်ချိန်ထိလှုပ်မယ်ဆိုတော့ပေါ့နော်တိတိကျကျမပြောနိုင်တော့လဲပဲသူဒီနောက်ဆက်တဲ့လေးလာနိုင်တဲ့အတွက်ကြောင့်မလို့ဒီနောက်ဆက်တဲ့လာနိုင်တဲ့ငလင်းနဲ့ဘေးနဲ့ပတ်သက်လို့ရှိရင်လည်း အဲဒီဆောင်ရံဆောင်ရံသိရှိထားပြီးတော့ဗောနော်ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ပို့ပို့ပြီးတော့ကောင်းမှု